ဒါဒီအကြောင်းကိုပြောဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ရင်းနဲ့တော့နောက်ပြန်ဆွဲရလက်နှိပ်ဆက်ခစ်ကိုပတ်ကြည့်ဖို့လိုလိမ့်မယ်ကျွန်တော်တို့ဒီဘက်ခစ်မှာစာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က digital အနေနဲ့သွားတာဗျာတိတ်နေ digital အနေနဲ့ communicate လုပ်တယ်အရင်ကလက်နှိပ်ဆက်တွေကတော့အဲ့လိုမဟုတ်ဘူးဘာဖြစ်လို့အခုလိုမျိုး quality ပုံစံလုပ်ခဲ့တာလဲဆိုတဲ့အချက်ကအရင်ကတည်းကနေပြီးတော့အခုထိအမျိုးမျိုးညှင်းခုန်နေတာကြီးအများကြီးရှိတယ်ကျွန်တော်တို့တွေအားလုံးကနေတိုင်းစာရိုက်နေကြရတာပဲเนาะ keyboard ပေါ်မှာရိုက်ရှင်ရိုက်မယ် ဒါမှမဟုတ် laptop မှာရိုက်ရင်ရိုက်မယ်နောက်ဆုံးရဖုန်းမှာရိုက်ရင်ရိုက်မယ်နော်အလုံးမှာရိုက်ရင်လည်းရိုက်မယ်အိမ်မှာရိုက်ရင်လည်းရိုက်မယ်တော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 ်နဲ့ရိုက်နေကြတာပဲအဲ့လိုရိုက်နေချိန်မှာခင်ဗျာ keyboard ကိုငုံကြည့်ဘူးလားငုံကြည့်လိုက်တဲ့ချိန်မှာခင်ဗျာစဉ်းစားမိလားပေါ့နော်ဘာဖြစ်လို့ keyboard ပေါ်ကစာတွေကအဲ့လိုဖြောက်တောက်နေဖြစ်နေ ABCD သူကအစင်းလိုက်ရေးထဲတာမဟုတ်ဘူးလေဟုတ်တယ်မလားဆိုတော့အဲ့တော့သူတို့ဘလူးဒီစီစဉ်ထားလေဘာဖြစ်လို့ဒီလိုအစီအစဉ်တိုင်းဖြစ်နေတာလဲ ော့ကျွန်တော်တို့ကီးဘုတ်ရဲ့အပေါ်လိုင်းတစ်လိုင်းကိုကြည့်လိုက်မယ်ဆိုရင် Q W E R T Y ဆိုပြီးတော့တွေ့ရလိမ့်မယ်။အဲဒါကြောင့်မို့လို့ဒီကီးဘုတ်လေးအောက်ကိုကျွန်တော်တို့က QWERTY ကီးဘုတ်လေးအောက်လို့ခေါ်တာ။တချို့ကလည်းတော့ ASDF လို့တည်ချင်တယ်တည်လိမ့်မယ်ဗျာ။ဒီလေးအောက်ကတကယ်တမ်းပုံနဲ့တော်တော်ကြာပြီပြသည်လား။ခင်ဗျားတို့ထင်တာထက်အများကြီးပိုကြာနေပြီ။1890ခုနှစ်လောက်ကတည်းကထွက်ထားတဲ့ကီးဘုတ်ဒီဇိုင်းကီးဘုတ်လေးအောက်ဒီဇိုင်းပေါ့။ဘာဖြစ်လို့အဲ့ဒါကိုအခုဒီတက္ကမလုံးဆက်သုံးနေရလဲ။အဲ့ဒါကိုကျွန်တော်တို့ ဖြည့်တူရှာကြမယ်။ Okay TV ရှက်ဆက်နေကြိုးဆိုပါရယ်။ဒါဒီအကြောင်းကိုပြောဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ရင်းနေနေတော့နောက်ပြန်ဆွဲရလက်နိုင်ဆက်ခစ်ကိုပတ်ကြည့်ဖို့လိုလိမ့်မယ်။ And now for the last word in time rivals. The first all electric model attached to an ordinary lighting circuit it consumes no more current than an ordinary radio set. So လက်နိုင်ဆက်တည်းရဲ့ prototype လို့ပြောရမယ်ဆက်တည်းကတော့1846နဲ့1855ကြားတဲ့အဲ့ဒီကြားတဲ့လောက်မှာထွက်တယ် ဒီစက်တွေမှာ cloud တွေကို A to Z အစင်လိုက်စီထားပြီးတော့ piano cloud ပုံစံတွေလုပ်ထားတယ်။ဒီကောင်တွေကလက်နှိပ်စက်တွေမဟုတ်ဘူး။သူတို့ကချိန်နှံပို့တဲ့စက်တွေ။ဒီစက်တွေပုံမှာမှအခြေခံပြီးတော့1868ခုနှစ်မှာ အခုပြထားတဲ့လူ၃ယောက်ကပထမဦးဆုံး consumer သုံးလက်နှိပ်စက်ဖြစ်လာမယ့်ကောင်ကိုလုပ်ခဲ့တာ။ piano key design ကိုမှမှသူကနှိပ်ရတာပို့အစဉ်ပြေမဲ့အဝိုင်းပုံပြောင်းလိုက်တယ်။စလုံးတွေကတော့ A to Z အတိုင်းပဲ။ဆိုတော့ English alphabet တွေကိုသိလို့ရှိရင်စလုံးရှာရတာလွယ်တယ်ပေါ့။ ဒါပေမဲ့ဒီလို A to Z အစင်လိုက်စီထားတာတည်တနာရှိလာတယ်။ကျွန်တော်တို့ဒီဘက်ခေတ်မှာစာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ digital အနေနဲ့သွားတာဗျာ။နော် data တွေ digital အနေနဲ့တိနေ digital အနေနဲ့ communicate လုပ်တယ်။အရင်ကလည်းနှိမ့်ဆက်တည်ရတော့အဲ့လိုမဟုတ်ဘူး။တော့အကုန်လုံးကို physical လက်တံနေနဲ့လုပ်ထားရတာ။ဆိုတော့စလုံးတစ်လုံးရိုက်လိုက်ပြီဆိုရင်အထဲမှာရှိတဲ့လက်တံလေးကကြော့တက်လာပြီးတော့မှင်ကန်မမပါရလိုက်တော့မှအောက်ကဆောင်ရွက်မှာစလုံးသွားပေါ်တယ်။ပြီးတော့လက်တံပြန်ရုပ်ဖို့အတွက်လည်းအချိန်နည်းနည်းလေးကြာတယ်။ ဆိုကီးတွေကိုအစင်လိုက်ပေါ့နော် A to Z စီထားလိုက်မယ်ဆိုရင် S တို့ T တို့လိုမျိုးအတုံးများပြီးတော့ကဲ့ရဲ့ရှိနေတဲ့စလုံးတွေကိုမြန်မြန်ရိုက်မယ်ဆိုရင်လက်တန်နှစ်ခုလုံးကတခါတည်းတက်လာပြီးတော့တစ်ခုနဲ့တစ်ခုနဲ့တိုက်မိပြီးတော့ jam နေဖြစ်တာလို့စက်တွေညက်တာလို့အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့သူကစဉ်းစားကြတယ်ပေါ့နော် Okay ဒီလိုမဖြစ်အောင်လို့ကီးတွေကိုပြန်စီကြမယ်အတုံးများတဲ့ကီးတွေကိုအဲ့လိုကဲ့ရဲ့ထားတာအဆင်မပြေဘူးဆိုပြီးတော့သူကခွဲထားတယ်အဲ့လိုလုံရင်လုံရင်လည်းကျွန်တော်တို့အခုတုံးနေတဲ့ quality ၄အောက်ရဲ့အစဖြစ်လာတော့တာပဲဆိုတော့ဘာဖြစ်လို့အခုလိုမျိုး quality ပုံစံလုတ်ခဲ့တာလဲဆိုတဲ့အချက်ကအရင်ကတည်းကနေပြီးတော့အခုဒီအမျိုးမျိုးညှင်းခုန်နေတာတွေအများကြီးရှိတယ်အဲ့ဒီထဲကနေမှမအပြောများကြတဲ့ theory ၃ခုရှိတယ်ပေါ့နော်ပထမတစ်ခုကပြောခဲ့သလိုမျိုးကျွန်တော်တို့ကဒီလက်တံတွေညှိပြီးတော့ဆက်မပြတ်အောင်လို့စိုက်တာနှေးသွောင်းအောင်လို့ဒီ quality ၄ရောက်ကိုလုတ်ခဲ့ကြတယ်လို့ပြောတယ် ဒုတိယအချက်အနေနဲ့ကကြတော့သူကမော့စကုတ်တင်နဲ့ဂျင်းနန်းပို့တဲ့အခါမှာအဆင်ပြေအောင်လုပ်ခဲ့ကြတယ်ဆိုတာရောပြီးတော့နောက်ဆုံးတစ်ချက်ကကြတော့ပထမ theory ရဲ့ဆန့်ကျင်ဘက်ပေါ့နော်လက်နှစ်ဖက်စလုံးကိုတခါတည်းတုံးပြီးတော့စာရိုက်တာပုံမြန်အောင်လို့ဒီ quality လေးရောက်ကိုတုံးခဲ့ကြလားလို့လည်းပြောကြပြန်တယ်ဆိုတော့ပထမဆုံး theory ပေါ့နော်စာရိုက်တာနှင်းအောင်လို့ဆိုတဲ့ theory ကိုကြည့်မယ်ဆိုရင်တကယ်တမ်းကတော့သိမဖြစ်နိုင်ဘူးတကယ်စာရိုက်တာနှေးစေခြင်းလို့ရှိရင် e နဲ့ r နဲ့လိုမျိုးပေါ့နော်အင်္ဂလိပ်စာမှာ လေးခုမြောက်အတုံးအများဆုံးအတွဲကိုဘေးကျင်းကပ်ထားတာမှမဟုတ်ဘူးမော့စကိုနဲ့ဂျင်းနန်ပိုရာနဲ့မှအဆင်ပြေအောင်လို့ဆိုတဲ့အချက်ကနည်းနည်းဖြစ်နိုင်တယ်လက်နက်ဆက်ကဂျင်းနန်ပိုရဲ့စက်တီစီကိုဆင်းသက်လာတာတစ်ချက်ပြီးတော့ American Moscow System မှာဇီရဲ့အတန်အတွက်က SC နှလုံးရဲ့အတန်အတွက်နဲ့ဆင်တူတာကြောင့်တစ်ချက်နားထောင်ကြည့်လိုက်ဆိုတော့ဒီလိုမျိုးဇီတွေ SD E တွေအဲ့ခလုတ်တွေကိုနင်းနီးလေးထားလိုက်တဲ့အခါမှာ ကြီးနှန်းကိုဘာဘာပြန်ရတဲ့သူကဘယ်စလုံးအတန်လဲနားထောင်ပြီးတော့ဒီကီး၃ခုကိုညံ့ညံ့နှိမ့်နှင်သွားလိမ့်မယ်ပြီးတော့ဟောမဟုတ်တော့မတင်ချဘူးဆိုပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ခုရှိသေးတယ်လက်နှိပ်ဆက်အယောင်းကိုယ်စားလှယ်တွေကတဲ့နော်ကစတမာတွေကိုစာဆန်းရိုက်ပြတဲ့အခါမှာ typewriter ဆိုတဲ့စလုံးအရှိကြီးကို keyboard ရဲ့အပေါ်လိုင်းတစ်လိုင်းထဲကနေပဲလွယ်လွယ်ရိုက်လို့ရတာမို့လို့ customer တွေကဒီလက်နှိပ်ဆက်ကရိုက်ရတာလွယ်လာပါလားဆိုပြီးတော့ထင်အောင်လုပ်ထားလို့လေတွန်းချပြန်တယ်အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်တော့ဘယ်လိုခေါ်မလဲ လက်နှိပ်ဆက်ပရိုမိုတာတွေပါဗျာ။ဒီ quality လေးအောက်ကိုလုတ်ခဲ့တဲ့ Christopher Shores ကိုယ်တိုင်ကသူ့ဒီဇိုင်းကိုသူကကောင်းတယ်လို့မထင်ခဲ့ဘူး။ तू မဆုံးရင်မာဘလို့အတန်ထွက်ရမလဲတော့မသိဘူး။ XMBCH ရှာဗျာ။နော်အဲ့ဒီလေးအောက်တက်ကိုထုတ်သွားသေးတယ်။ဒီတစ်ချက်က quality design ဆိုတာဒီဒီဇိုင်းကို ဖန်တီးခဲ့တဲ့သူကိုယ်တိုင်ကိုက perfect ဖြစ်တယ်လို့မထင်နဲ့နော်ဒီတိုင်းပြဿနာဖြေရှင်းမှုအတွက်အမြန်ထုတ်လိုက်တဲ့ design ဆိုတာ တည်သားစေတယ်။အခုဆိုလို့ရှိရင်တော့ဒီ quality design ကကြီးပုတ်တိုင်းမှာတွေ့နေရတဲ့လေယောက်ဖြစ်နေတယ်။ဒါဆိုလို့ရှိရင်ဒီလိုမျိုးစာရိုက်ဖို့ perfect မဖြစ်တဲ့ design ကိုဘာဖြစ်လို့များနှစ်ပေါင်း150ကျော်လောက်ဇက်တိုက်သုံးတာလဲဆိုပြီးတော့ကျွန်တော်တို့ကမေးခွန်းထုတ်เสียရှိတယ်။ဒီမေးခွန်းရဲ့အဖြေက quality design ကစာရိုက်လို့ကောင်းလားမကောင်းလားနဲ့ဘာမှမဆိုင်ဘူး။စီပေါ်ရဲ့အတွက်ကောင်းလားမကောင်းလားနဲ့ပဲဆိုင်သွားတယ်ဒီကိစ္စတွေရဲ့အစကသူကရှိုးစားဒီလက်မင်းဆန်နဲ့ပတ်သက်တဲ့ထုတ်လုပ်ခွင့်တွေဒီ Remington ဆိုတဲ့ ဒီတနက်ဒီအချုပ်ဆက်ဒီအဲ့ဒါတွေထုတ်တဲ့ကုမ္ပဏီကိုရောင်းလိုက်ရအောင်စဒီလိုနဲ့1884ခုနှစ်မှာ Remington လက်နက်ဆက်ကို125ဒေါ်လာနဲ့စရောင်းတယ်အခုငွေစည်းမြဲဆိုလို့ရှိရင်သူကအင်ဖလေးရှင်းနဲ့တွက်မယ်ဆိုရင်ဒေါ်လာ3000နီးပါပေါ့နော် iPhone 7 ਨੀ Pro Max 3000လောက်ဝယ်လို့ရတယ်ဆိုတော့၄နှစ်ကြာပြီးတဲ့အချိန်မှာ Remington Number 2ဆိုတဲ့လက်နက်ဆက်ထွက်လာတယ်အဲ့ဒီလက်နက်ဆက်ကပထမအဆုံး shift key ပါလာပြီးတော့လက်တံတစ်ခုထဲမှာစလုံးအကြီးရော အသေးရောပါတဲ့ လက်နှိပ်ဆက်ဖြစ်လာတယ်တော်တော်လေးလျှောက်ဟောင်းကောင်းနေတယ်လို့ပြောလို့ရတယ်1893ခုနှစ်မှာဒီလက်နှိပ်ဆက်ကုမ္ပဏီတွေအကုန်လုံးခေါင်းချင်းဆိုင်ပြီးတော့ညှောင်းတယ် quality ကောင်းလားကောင်းတယ်ကောင်းတယ်အကောင်းနဲ့ကောင်းတယ်ဆိုအဲ့ဒါပဲဆက်သုံးမယ်ဆိုပြီးတော့ quality ကစတန်နဲ့ဖြစ်သွားတာပဲပြောရမယ်ဆိုရင်တော့အာသူတို့ချင်းချင်းကောင်းချင်းဆိုင်လေးလို့ဖြစ်သွားတဲ့ကိစ္စပဲမဖြစ်လို့လည်းမရတော့ဘူးဒီဈေးကွက်ထဲမှာရှိတဲ့လက်နှိပ်ဆက်တွေအကုန်လုံးနှိပါ quality နဲ့ဖြစ်နေပြီဒီညံကောင်းသွားတဲ့ marketing အကွက်ကဒီလက်နှိပ်ဆက်ကုမ္ပဏီတွေကတိုက်ပင်တင်နေနေပါသူတို့ကလိုက်ဖွင့်ရတဲ့ကိစ္စပဲ ဒီလိုမျိုးသင်တန်းတွေမှာ quality လက်ကွက်ပဲသင်ပေးတယ်ဆိုတော့ဒီတမျိုးပဲရိုက်တတ်တဲ့သူတွေကြီးပဲဖြစ်ကုန်တယ်ဆိုတော့ခမရလုပ်ငန်းရှင်တယောက်ဆိုကြပါဆိုခမရရဲ့လူသမားတွေက quality လက်ကွက်ပဲရိုက်တတ်တယ်ဆိုရင်တခြားလေးအောင်တဲ့လက်နှိစက်တွေမဝယ်တော့ဘဲနဲ့ quality လက်နှိစက်တွေပဲဝယ်မှာပေါ့ဟုတ်တယ်မလားဆိုတော့ standard ဖြစ်သွားပြီမဲ့ quality ကိုရှင်ဖိုက်မဲ့កောင်ကမရှိရတာတကယ်တမ်းကမဟုတ်ဘူး1930ပြည့်နှစ်မှာ scientist august devorex ဆိုတဲ့သူကဒီ devorex keybook ဆိုတဲ့ layout design ကိုလုပ်ခဲ့တယ် ဒီဒီဇိုင်းကသူအရှိကဒီဇိုင်းနေလိုမျိုး random ခတ်မှန်းတာမျိုးတွေတိတ်မဟုတ်လူတွေကစာရိုက်ရင်ဘလို့ရိုက်လဲဘယ်စလုံးတွေကိုအများဆုံးတုံလဲလက်ချောင်းတွေကဘလို့လှုပ်ရှားတာလဲဆိုတဲ့အချက်လက်တွေကိုသူ research တွေချလုပ်ပြီးတော့မှစာရိုက်ရတာပို့ပြီးတော့ efficient ဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ devorek လေးအောက်ကိုလုပ်ခဲ့တာပုံမှန် quality keyboard တွေမှာစာရိုက်မယ်ဆိုလို့ရှိရင် left လှုပ်ရှားမှုရဲ့32%ခန့်နှုန်းလောက်ပဲ home rule ပြောမယ်ဆိုလို့ရှိရင် keyboard အလဲစာကြောင်းပေါ့နော် ASTF အဲအတန်းမှာရှိတယ် Devorek လေးယောက်မှာသူ home rule နဲ့မှာနေမယ်70%လောက်အထိရိုက်လို့ရတယ်ဆိုတော့လက်ချောင်းတွေကိုအများကြီးရွှေ့စရာမလိုတော့ဘူးအများကြီးရွှေ့စရာမလိုတော့တဲ့ခါကျတော့စာရိုက်ရတာပုံမြန်မယ်ပုံကောင်းမယ်ပေါ့စာရိုက်အမြန်ဆုံးကပတ်စံချိန်212 word per minute ကို Barbara Blackburn ဆိုတဲ့အမျိုးသမီးကြီးက Devorek keyboard နဲ့စံချိန်တင်ထားတာဒီမှာ keyboard မှာရှာကြည့်လိုက်လို့ရှိရင် QWERTY နဲ့တင်ထားတဲ့စံချိန်က over 300 watt per minute ဆိုပေမဲ့အဲ့ဒါတာတူပဲသူက short term burst ရိုက်တာမျိုးပေါ့နော် Barbara Blackman တင်ထားတဲ့စံချိန်ကတနာရီလောက်အကြာကြီးရိုက်ထားတာပြောရရင် speed ရော endurance ရောနှစ်ခုလုံးကိုစမ်းထားတာဒီ Devorak လေးယောက်ကသူကတိတ်ပန်ကြီးကြအရာပုံမြန်တယ်စိုက်ဖို့အတွက်ပိုတင့်တော်တယ်ခင်ဗျားတို့ယုံကြည်မှယုံနေဒီအချက်ကိုနော်ဘာလို့ဆိုတော့ဒီကပုံမြန်လို့ရှိရင်ဘာလို့ဒီခါမသုံးပါလဲဘာလို့ quality ပဲဆက်သုံးနေရလဲဘာဖြစ်လို့လဲဆိုတော့ Devorek design ထွက်လာတဲ့1930ပြည့်နှစ်မှာ Cordy design က keyboard လေးရောက်တသက်မဟုတ်တော့ဘူး infrastructure တစ်ခုကြီးကိုဖြစ်သွားပြီဒီမှာ infrastructure တစ်ခုကြီးက Cordy ကိုသုံးနေကြပြီလူတိုင်းကလည်းဒီ Cordy နဲ့အသားကျနေကြပြီစက်ပစ္စည်းဆိုလို့ရှိရင်လည်း Cordy နဲ့ပဲထုတ်တယ်ဆိုတော့တိတ်ပတ်နီးကြပိုကောင်းတယ်ဆိုပေမဲ့အကုန်လုံးကိုတစ်ကနေပြန်တင်ရမှာပြန် train ရမှာအဲ့ဒီဟာငွေကြီးကုန်ကြတော်တော်များမဲ့ကိစ္စဖြစ်သွားပြီအဲ့ဒါက better technology ဖြစ်တိုင်းအရင် old technology ကိုအစမထိုးနိုင်ဘူးမကြော်နိုင်ဘူးဆိုတဲ့အချက်ကိုမိမောင်းထိုးပြစေတယ်။မှားပါများပြီးတော့အမှားကိုအမှန်ထင်သွားတယ်လို့မျိုးဖြစ်တယ်လို့မျိုးပဲပြောရမလား။အဲ့လိုတော့လည်းမဟုတ်ပါဘူး။ဒူတွေက bias ပါသွားတာပေါ့နော်။ဆိုတော့ဒီလိုမျိုးလက်နှိပ်ဆက်ပြတ်မှဆိုးလို့နော်ပြတ်မှမှုလို့ပြောင်းငင်ရတဲ့ကိစ္စကနေပြီးတော့ပိုကောင်းမင်မဲ့နေရာမရသွားတဲ့ keyboard လေးယောက်တည်းကမိပညာနယ်ပယ်ကဘလို့ရှိလဲဆိုတာကိုပြနေတယ်လို့ပဲ။စီးပွားရေးနယ်ပယ်မှာအသုံးများတဲ့စကားတစ်ခုရှိတယ်။ login ဖြစ်သွားတယ်တဲ့။ တဘောကတော့သူကရွေးပြီးသားလမ်းကြောင်းတစ်ခုကအရင်မကောင်းလို့ဆိုရင်တော့မှတခြားလမ်းကြောင်းကိုပြောင်းမှုအတွက်ကတော့မတန်တော့တာမဟုတ်လို့ဒီတိုင်းဆက်သွားရတယ်လော့ကင်ဖြစ်သွားတယ်အဲ့ဒီတဘောဒါဒီလိုမျိုးလော့ကင်ဖြစ်တဲ့ဆိုရင်ကိစ္စကီးဘုတ်တွေမှာလည်းမဟုတ်ဘူးတခြားနေရာတွေမှာလည်းအများကြီးရှိတယ်ဥပမာ Windows ကနေပြီးတော့ Mac ကိုပြောင်းမသုံးနေတာမျိုးအဲ့နောက်ထပ်ဥပမာတစ်ခုအနေနဲ့ Apple ecosystem တွေကိုရောက်လာပြီဆိုလို့ရှိရင်ပြန်ထွက်ရအရန်ခက်တဲ့ကိစ္စမျိုးနော်ကုမ္ပဏီသားစုတွေတင်ငယ်ချင်းတွေအကုန်ရှိတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းကနေပြီးတော့တခြားတစ်ခုကိုပြောင်းသုံးဖို့ခက်တာမျိုး အလုပ်ထဲမှာဆိုလဲဖုန်နီလကောင်းမယ်ကိုအကြာကြီးလုပ်ခဲ့တဲ့အလုပ်ကနေပြီးတော့တခြားတစ်ခုကိုပြောင်းဖို့အတွက်ခက်တာမျိုးကျွန်တော်တို့နိုင်ငံမှာတော်တော်များများယူနီကော့ကိုတုံးနေကြပေမဲ့ဇော်ဂျီကနေပြီးတော့မပြောင်းသေးတဲ့လူတချို့လည်းရှိသေးတာပဲနော်ကျွန်တော်တို့ဇော်ဂျီ to ယူနီကော့ transition တုန်းကလည်းအဲ့လိုပဲခက်ခဲတာပဲဆိုကျွန်တော်တို့ရဲ့လက်အောက်က keyboard ကလည်းပြောရမယ်ဆိုလို့ရှိရင်နော်လွန်ခဲ့တဲ့150လောက်ကတည်းကနေပြီးတော့ဖြစ်ခဲ့တဲ့ accident တစ်ခုကနေပြီးတော့ကျွန်တော်တို့ရဲ့ desk ပေါ်ကနေအခုဖုန်းနေတဲ့က keyboard တွေအထိ design ကနေရာယူလာတယ် တကယ်တမ်း quality ၄ရောက်က test screen အတွက်လည်းအဆင်ပြေတဲ့ keyboard ၄ရောက်ဟုတ်တယ်လို့ကျွန်တော်ကတော့မယုံကြည်ဘူးစဉ်းစားကြည့်လိုက် phone screen တင်းတင်းလေးပေါ်မှာလက်မကြီးကိုတုံးပြီးတော့ရိုက်နေရတာဗျာ tablet တွေပေါ်မှာဆိုရင်ပိုဆိုးတယ်ဒီလို device တွေအတွက်ပိုကောင်းတဲ့ typing system လိုအပ်တယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အဲတချို့ဟာရှိပါတယ်မှာ swipe တူပါတော့သိရမလားအဲပိုဆွဲလိုက်ပြီးတော့နောက်ဆုံးမှာဘာ word ဖြစ်မလဲဆိုတာကိုခက်မှန်းတာမျိုးပေါ့နော်အဲမျိုးတွေကလည်းရှိတော့ရှိတယ် တချို့လူတွေကလည်းတော့အဲ့ဒါနေရရင်တော်တော်မြန်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါကိုအသားမကျဘူးပေါ့နော်ပြီးတော့မြန်မာလိုမှလည်းအဲ့လို swipe လုပ်လို့ရတဲ့ keyboard မရှိဘူးတကယ်ကတော့မရှိတာပေါ့ရှိတာတော့ရှိရထားလိုက်ပါတော့ဒါပေမဲ့ဗျာဘလို့ပဲစနစ်သစ်လူတွေဒီတပူကောင်းတဲ့ဟာလူတွေလို့ပဲပြောပြောရှိတုံကပြောခဲ့သလိုပဲဒါကြီးနဲ့အသားကျနေပြီဆိုတော့ quality ကိုမချစ်လဲအောက်ကနန်းပေါ့နော် ဆိုတော့အဆုံးသတ်အနေနဲ့ moral of the story ကတော့လူတွေကအသားကျပြီးသားအရာတစ်ခုကိုပြောမှုဆိုတာတော်တော်ခက်ခဲတယ်ဆိုတဲ့ကြီးကြပဲတခါတလေမှာအကောင်းဆုံးအသင့်တော်ဆုံးဆိုတဲ့ဤပညာအနိုင်ရတာမျိုးမဟုတ်ဘဲနဲ့စီးပွားရေးအရာအကြီးကျယ်ဆုံးနဲ့အကျယ်ပြန့်ဆုံးဖြန့်ကျက်နိုင်တဲ့ဤပညာကအနိုင်ရတယ်ဆိုတာကိုဒီ quality keyboard ကကောင်းကောင်းကြီးဥပမာပြပါတယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့အခုနေတိုင်းသုံးနေတဲ့ English လက်ကွက်တီဘယ်လိုဖြစ်လာလဲဆိုတာကိုခင်ဗျားလည်းကြည့်သွားကြပြီလို့ထင်ပါတယ်ခင်ဗျားတို့ရောဒီနေ့ ဥပမာလေးလိုပဲပေါ့နော်အပြင်လောကမှာလည်းအရင်မကောင်းမိမဲ့ရုံထွက်ရခက်နေတဲ့ကိစ္စမျိုးတွေရှိလားကျွန်တော်ဒီနေ့ပြောပြလိုက်တဲ့ဗီဒီယိုကနေပြီးတော့ခင်ဗျားတို့ရဲ့ထင်မြင်ယူဆချက်တွေပေါ့နော်ခင်ဗျားတို့ရဲ့ philosophy တွေကိုလည်းထုံးစံနိုင်မယ် comment တွေမှာဝင်ရဆွေးနွေးညှိခုံမြင်မြင်လာလို့ရပါတယ် Okay နောက်နေမှတွေ့တော့